ဒီဗီဒီယိုကတော့တမချန်းစာတောက်အုပ်လုံးမှာရှိတဲ့စာရမဏေရဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့လူတွေတော်တော်များများနားမလည်နိုင်တာကတော့စာရမဏအကြောင်းပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်စာရမဏဟာတင်မြင်နိုင်တဲ့နေပေမှာတို့လကောင်းတင်မမြင်နိုင်တဲ့နေပေမှာတို့လကောင်းဆလုရှားနေလို့တဲ့ကြောင့်မဖြစ်ပါဘူး။ဒီနေပေမှာပဲစာရမဏရဲ့ဇလံကအစတော်တာပါပဲ။ဖျားရခင်ကကပ္ပကို6ရက်အတွင်းမဖန်ဆင်းမင်း တချိန်ကဝိညာဉ်ရေးရာနေပေမှာတစုံတရာကိုပထမဆုံးဖန်ဆင်းခဲ့ပါတယ်။မွေးဆွေတို့အများစုကတော့ကောင်းကင်တမန်များရဲ့အယူအဆကိုယဉ်နေပြတာဖြစ်ကောင်းဖြစ်နိုင်တော့လဲအခြားသောနံဝိညာဉ်တတ္တဝါများကိုလည်းဖန်ဆင်းခဲ့သေးတယ်ဆိုတာလူတိနေနေပါသေးတယ်။ယေဇေလကဖျားရခင်ရဲ့ပြလင်တို့အခမ်းမှာ ဘိန်းကဲ့သို့အရာမှာမျက်လုံးအပြည့်နဲ့ထူးခြားတဲ့အရာကိုယူပါယုံမှမြင်ခဲ့ပါတယ်။ထိုအရာကကြည့်ဖို့တော့အလွန်ကြောက်ရွံ့ကောင်းတဲ့ကောင်းကင်တမန်မင်းမစ်ခေလာပင်ဖြစ်ပါတယ်။ဒါဒင်မကပဲဘုရားသခင်ကခေရိုပင်ကိုလည်းဖန်ဆင်းခဲ့ပါသေးတယ်။ဘုရားသခင်ကခေရိုပင်ကိုသူ့ရဲ့ပလင်တော်နားမှာစောင့်ချက်ကိုးကွယ်ဖို့တာဝန်ပေးခဲ့ပါတယ်။သူတို့ဟာမျက်လုံးများစွာ ောင်ပိုင်းများစွာရှိပြီးလင်းယုံကဲ့သို့မဟုတ်နွားကဲ့သို့ထိတ်ဆန်များနှင့်ဆင်တူလည်းရှိနေပါသည်။ဒိုရိုကေရိုဘင်အချို့ကမွေပုံတတန်ရှိတယ်လို့ဘုရားရှင်အချို့ကယူဆကြပါသည်။ဘုရားသခင်ကဆက်ကြဝဠာကိုဖန်ဆင်းချိန်မှာဝိညာဏတ attva များဟာဝမ်းမြောက်စွာကြွေးကြော်နေကြကြောင်းတမန်ကျမ်းစာကဆိုထားပါသည်။ထိုတ attva များကိုတခါတရံဘုရားသခင်ရဲ့တားတော်များလို့လည်းခေါ်ကြပါသည်။ နောက်ပိုင်းမှာထပ်ပေါ်လာတော့မှာဖြစ်ပြီးအရန်အရေးကြီးတဲ့အတွက်ဒီကောင်းစဉ်ကိုမမေ့ပါနဲ့တော်တော်ဒီနန်တတ္တဝါအလုံးကအောင်ပွဲခံနေကြတာမဟုတ်ကြောင်းတစုံတစ်ခုကပြောပြနေပါတယ်ဧရင်ဥယျံထဲမှာစကကြောရှင်နေတဲ့မွေကကျွန်တော်ကိုအတော်တော်လေးစိတ်ရှုပ်စေပါတယ်ဒီဆုံညက်တဲ့တတ္တဝါကဖျားရခင်ရဲ့စုံလင်တဲ့ဥယျံမှာဘာလာလုံနေတာလဲပေါ့ဒါပေမဲ့ကျွန်တော်ရေစည်လအခန်းကြီး28ပိုင်းငယ်7ကနေ35အထိဖတ်ကြည့်တဲ့အခါမှာ ဒီမှာ prophet Jesjela ကအရင်ဥယျာဉ်မှာရှိတဲ့ထူးဆန်းတဲ့တတ္တဝါကိုဖော်ပြထားပါတယ်။ Kerobin ကညံပညာနဲ့ပြည့်စုံပြီးအလတရားနဲ့ပြည့်စုံသူဖြစ်ပါတယ်။ဖျားလက်ခင်ကသူ့ကိုထောက်ဆင်အပြစ်ပေးစေတော့အရာတစ်ခုကိုမလုပ်တည်ခင်သေးပေါ့ဗျာ။ထို့ကြောင့်အရင်ဥယျာဉ်ထဲမှာစကားပြောနေတဲ့မွေကအမှန်တကယ်မှာ မွေရုပ်များပါရှိတဲ့ခရိုဘင်တစ်မျိုးဖြစ်ပြီးအေရင်ဥယျံကလည်းကောင်းကင်နယ်မြေကြီးတံတားလေးရှိနေတဲ့တခုတည်းသောနေရာဖြစ်တော့ကြောင့်ဒါကချိုးချောင်းစီလိုမယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်။ကပ္ပဦးချန်းကအေရင်ဥယျံမှာခရိုဘင်များရှိကြောင်းနဲ့ထိုနေရာမှာဖျားခင်ကလူသားများကိုဖန်ဆင်းချက်နဲ့အတူမြင်နိုင်သောခန္ဓာနဲ့ရှောက်လန်းခဲ့ကြောင်းကျွန်တော်တို့ကအမှန်တကယ်ပြောပြနေပါတယ်။အကြောင်းတစ်ခုခုကြောင့်ဖျားတခင်ကလူသားများကိုအလွန်ချစ်မြတ်လို့ပြီးမျက်နှာတာပေးခဲ့ကြောင်းသိကြပါဗါး နောင်တရင်းလေးမှာကောင်းကင်တမန်များအပါအဝင်ဒူရဲ့ဖန်ဆင်းအရာအားလုံးကိုအုပ်ဆိုးဖို့လူသားများအတွက်အစီအစဉ်များပင်ရှိနေခဲ့ပါတယ် ထို့ကြောင့်လူသားများဖို့ဘုရားသခင်ရဲ့မျက်နှာတာကဘုရားသခင်ရဲ့ဗိဒိတ်ခံခေရိုဘင်ကိုမနာလို့ဖြစ်စေပြီးဘုရားသခင်ကိုမနာခံဖို့တွေးဆောင်စေခဲ့တယ်လို့ပညာရှင်အချို့ကယုံကြည်ကြပါတယ်။လူသားများဟာကြာရှုံးချင်းမှလွေပြီးဘာမှမဟုတ်ကြုံသူကဘုရားသခင်ကိုတည်တည်ပြလိုခဲ့ပါတယ်။ပြီးတော့လှုပ်ဆောင်ခဲ့တယ်။ဒါပေမဲ့လည်းလူသားတွေကိုအပြစ်ပေးုံတာမျိုးကဘုရားသခင်က အရင်ဥယျာဉ်ထက်ကပါနင်ထုတ်ပစ်ခဲ့ပါတယ်ထိုငွေခရိုပင်ကိုလည်းဖျားရခင်ထံတော်မှသာဝရနင်ထုတ်လိုက်ပါတော့တယ်ထိုအချိန်မှာအဆွန်ဆုံတဲ့နတ်ဆူဂျီတီဟူတော့စာတန်အဖြစ်မွေးဖွားလာခဲ့ပါတော့တယ်အာဒာနဲ့အေဝါတို့ကိုမသွေးဆောင်မင်းမှာစာတန်ကဖျားရခင်ထံတော်မှနင်ထုတ်ခံခဲ့ရပြီဖြစ်တဲ့အကြောင်းသင်ပေးမယ့်အစားလူအများကဒီဇာလန်ရဲ့အာဗာရှင်ကိုတဘောမတူတူအများအပြားရှိနေကြောင်းကိုလည်းဒီအချိန်မှာတင်သိထားဖို့လိုပါမယ် ကောင်းကင်တမန်သုံးပုံတပုံကိုလည်းသူနဲ့အတူနင်ထုတ်ခဲ့ပါလေ။ဒါပေမဲ့ဒါကကျွန်တော်တို့ယုံကြည်တဲ့ပြာဒိတ်ကြံထိတ်ကကျမ်းတစ်ပိုက်လေးကိုပဲအခြေခံထားတာများပါတယ်။ဒါပေမဲ့ယုံကြည်သူအချို့ကတာမန်ရင်ကြဆင်းသွားတဲ့ကောင်းကင်တမန်တွေနဲ့နတ်ဆိုးတွေပင်မှရှိနေတာလေးလို့မေးဆရာရှိလာပါလေ။အဲ့ဒီမှာဒီထိုင်းလိုင်းရဲ့နောက်အပိုင်းကိုစတင်စေပါတယ်။ကောင်းကင်မန်များနဲ့အချမ်းနံတတ်တော်များကိုဖျားရခင်ရဲ့တားတော်များလို့ခေါ်ဝေါ်ခြင်းကိုလည်းတည်ရပါ။ ကောင်းပြီဖျားခင်ကားကဘာကြီးကိုဖန်ဆင်းပြီးနဲ့တော်ချာမှသူတို့ဒီကိုရောက်လာပြန်ပါတယ်တို့တော့ဒီချိန်မှာဝမ်းမြောက်ခြင်းနဲ့သာဝရဖျားကိုမချွေးချော်နိုင်ကြတော့ပါဘူး။၎င်းစားသူတို့ဟာစာတန်ရဲ့ပုံကမုံမှာပါဝင်လာကြပါတော့တယ်။တမချားစာကသူတို့ဟာလူသားများရဲ့တပည့်များထံရောက်ရှိလာပြီးဘလူးကြီးဖြစ်လာမဲ့ဒါတပည့်များကိုဝေဖွားခဲ့တယ်လို့ဆိုထားပါတယ်။နက်ဖလင်လို့ခေါ်တဲ့ဒိုကောင်းကင်တမန် လူသားမျိုးဆက်များကသူတို့ရဲ့ဆွမ်းအားနဲ့အယတ်မြင့်ခြင်းကြောင့်ကြော်ကြားလာခဲ့ပါတယ်။ထို့တော့ဒီဘလူးဂျီများကိုဖျားခင်ဆက်ရှုပ်ရွှန်ရှာခဲ့ပါတယ်။ဖျားခင်ကကောင်းကင်တမန်များကိုထိုကဲ့သို့လောက်ချဖို့ဘယ်တော့မှခွင့်ပြုမထားခဲ့ပါဘူး။ဒါကြောင့်ဖျားခင်ကဒီနောက်ဆုံးများကိုခေါ်ဆောင်ပြီးအမောင်ထုတွင်တဲ့ထဲမှာသာဝရတန်ကျိုးများနဲ့ချုံနှောင်ထားလိုက်ပါတယ်။ဖျားခင်ကအချိန်ကာလရဲ့အဆုံးမှာသူတို့ကိုတရားမစင်မီတိုင်အောင်ယနေ့တိုင်အောင် ထိုနေရာမှာပဲရှိနေစေဖြစ်ကြပါလေ။ဒါပေမဲ့ဘုရားသခင်ကဒီမှာတင်ရန်နာမနေခဲ့ပါဘူး။အဲ့ဒီနောက်မှာဘုရားသခင်ကလူသားမျိုးတွေကိုအေယာမရေလွှမ်းမိုးမှုဖြင့်တရားစီရင်ခဲ့ပြီးနေဖလင်နဲ့လူသားအားလုံးကိုတုတ်တင်ခဲ့ပါလေ။ဒီမှာတာမအွေရှိ လူများဖြစ်တဲ့ no a နဲ့တူမီတာစုကိုဒါကေတင်ခဲ့တဲ့အကြောင်းကျွန်တော်တို့သိရပါတယ်တွေ့ရပါတယ်ဒါပေမဲ့ ဖျားခင်ကပါကြောင့်ကြဆင်းသွားတဲ့နတ်ဆိုးဝိညာဉ်ဆိုးများနဲ့အတူစာတန်ကိုမောင်မိုက်တန်ကျိုးနဲ့ခြေပြီးမောင်မိုက်တွင်နဲ့ထဲပချထားတာလေဆိုတော့အမြဲတမ်းထူဆန်းပြီးရှုပ်ထွေးနေစေခဲ့ပါတယ်။တို့ရောဒီမှာအရန်ထူဆန်းတဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့တော့မိဆွေတို့ကိုတတိပေးပါစေဒီအပိုင်းကတော်တော်ကြောက်စရာကောင်းပါတယ်နော်။ဘာကြောင့်လဲဆိုတော့နတ်ဆိုးတွေနဲ့ပတ်သက်နေလို့ပါ။လူတွေကနတ်ဆိုးတွေပေကလာတယ်ဆိုတာနှစ်ပေါင်းများစွာငင်းခုန်နေခဲ့ကြပါတယ်။ အချို့ကနတ်ဆိုးများဟာကြာစင်ကောင်းကင်ဘာများနဲ့အတူတူပဲဖြစ်တယ်လို့ယုံကြည်နေခဲ့ကြပါတယ်။စာရန်ကသူ့နှုတ်ကိုလိုက်ဖို့ကောင်းကင်ဘာကောင်းများကိုတနည်းနည်းဖြင့်နတ်ဆိုးများဖြစ်လာစေတယ်လို့ယုံကြည်ကြတော့လဲ။တမဟောင်းခက်မဂျူးလူမျိုးများကလုံးဝကွဲပြားတဲ့အရာတစ်ခုကိုယုံကြည်ကြပြီးဒီမေခွန်းတစ်ခုအတွက်အဖြေနဲ့တက်ဆိုင်နေပါတယ်။ Netflix တည်ဆုံးပြတဲ့နောက်သူတို့ရဲ့ဝိညာဉ်များပေရောက်သွားတယ်လို့ သူတို့ဟာရှုံလန်တဲ့ကောင်းကင်နမများမဟုတ်တော့ကြကောင်းကင်နမများတွားရတနေရာလေးကိုမတွားနိုင်ပဲလူသားလည်းမဟုတ်ပြန်ဘူးလေအဲ့တော့ကြောင်းနက်ဖလင်တေဆုံးပြတဲ့နောက်သူတို့ရဲ့ဝိညာဉ်ကယနေ့ကျွန်တော်တို့နတ်ဆိုလိုခေါ်နေတဲ့နတ်ဆိုဝိညာဉ်ဆိုများကိုရှေးကျူးပြန်ရှင်အများပြားကမတန့်ရှင်းတဲ့နတ်များဖြစ်လာကြောင်းယုံကြည်ကြပါတယ်ကြောက်ရွံ့ကောင်းတယ်မဟုတ်ဘူးလားအဲ့တော့ကြောင်းယခုစားရမှာတတ်တခုရှိနေတော့လေဒီနတ်ဆိုတဲ့သူ့နောက်ဆက်တွဲလုတ်ခဲ့တဲ့အရာများကသင်စိတ်ကိုအံ့အား တင်သွားစေပါလိမ့်မယ်အဲ့တော့ကျွန်တော်အရင်ကဒီဘဘလုံ ရေးတိုက်ပါအကြောင်းပြောလေးသွားလေးဆိုတဲ့အကြောင်းတွေကိုတင်ခဲ့ဖို့ပါတယ်ဒီဒီကျွန်တော်ရဲ့ Facebook page မှာလည်းတင်ထားပါတယ် YouTube မှာလည်းတင်ထားပါတယ် ေချောင်းကိုတည်ချင်တွားရောက်ပြီးတော့ကြီးရှုနိုင်ပါတယ်။အဲတော့ဒီမှာဘေဘလုံဘာဘယ်မြို့စင်ရဲ့ဇာလန်အချောင်းကိုအများစုကတော့ကြားခဲ့ဘူးပဲမဲ့ဝိငင်ရေရနေပေမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတာတိတ်မသိကြပါဘူး။ကဘာပေါ်မှာရှိရလူသားတိုင်းကကြီးမားတဲ့မြို့စင်ကြီးကိုတည်ဆောက်ခြင်းဖြင့်ဘုရားသခင်ထက်မိမိကိုယ်ကိုချီးမြှောက်ဖို့အတူတကွကြိုးစားလှုံ့ဆော်ခဲ့ကြပါတယ်။အဲဒါကြောင့်ဘုရားသခင်ကသူတို့ရဲ့ပါရာစကားကိုရှုတ်ထွေးစေပြီးလူများကိုတီးခြားလူမျိုးအဖြစ်ကွဲပြားစေခဲ့ပါတယ်။ဒါပေမဲ့ဒါကတကယ်ကိုစိတ်ဝင်စား ားဆရာကောင်းတဲ့နေရာပါဖျားခင်ကလူတွေကိုတိုင်းနိုင်ငံတွေကိုခွဲခြားယုံတယ်မဟုတ်ပဲလူမျိုးစုတိုင်းပေါ်မှာဝိညာဉ်ရေးပိုင်းအုပ်ဆိုးရမယ့်အရှင်တွေကိုပြစ်ဒဏ်အဖြစ်ထားခဲ့တယ်လို့ဓမ္မချန်းဆရာကဆိုပါတယ်ဖျားခင်အုပ်ဆိုးမြတ်စွာဖျားခင်ရဲ့တားတော်များကအုပ်ချုပ်ကြလိမ့်မယ်လို့တရားသူကြီးခန်းကြီး30နှစ်အပိုင်းငယ်ရှိခိုင်းတဲ့ကိုမှကျွန်တော်တွေ့ရပါတယ်ကောင်းပြီအဲ့ဒါကိုခဏလောက်စဉ်းစားပါရှိတမိုင်းကြောင့်ကိုတင်တိပါကရှိလူမျိုးတိုင်းမှာတူညီတဲ့အရာတစ်ခုက ဖျားများစွာကိုခိုးကွယ်လာကြတာကိုတင်တို့သိကြပါတယ်။ထို့ကြောင့်ဖျားသခင်ဟာမူလကလူမျိုးတွေကိုကောင်းကင်တမန်များရဲ့ဥဆောင်မှုဖြင့်တုထံပြန်လဲပို့ဆောင်ဖို့ရည်ရခဲ့တော်လဲ။စာရန်ကဖျားသခင်ရဲ့အကြံစီကိုနောက်ရှေ့ရန်နိလန်းကိုတည်ထွင်လာတယ်လို့ချမ်းပညာရှင်များကယုံကြည်ကြပါတယ်။ဒီကောင်းကင်တမန်များဟာတကူကြီးမာတော်ကြောင့်လူသားများကသူတို့ကိုဖျားသခင်အဖြစ်ကိုးကွယ်ဖို့ရိုးစားခဲ့ကြမှာတန်တရားမရှိတေချာနေပါတယ်။ဖျားသခင်ရဲ့ဘေးတူကိုဥညွတ်ဝတ်ပြုဖို့လူသားအလုံးကိုကောင်းကင်အောက်ရှိကောင်းကင်ဘုရားရှိ ရှင်အပေါင်းတို့ကိုခြားထားပေးခဲ့ကြောင်းတမချန်းစာထဲမှာကျွန်တော်တွေ့ရပါတယ်အဲ့ဒါကတရားသူကြီးခန်းကြီး၄ပိုင်ငယ်၁၉ကနေ၂၀မှာတွေ့ရပါတယ်ဒီမှာစာရန်ရှာဖွေနေတဲ့အခွင့်အရေးမျိုးပင်ဖြစ်နေပါတော့တယ်ညင်ပေချင်းခံရတဲ့အခါမှာကောင်းကင်ဘာများကိုလူသားများထံဝတ်ပြုကိုးကွယ်မှုခံယူဖို့သူရဲ့နတ်ဆိုးတတ်အစ်ကိုအုံပြုခဲ့ခြင်းဖြစ်နိုင်ပါတယ်ပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်ညင်ပေချင်းခံရတဲ့အခါကောင်းကင်ဘာများကိုလူသားများထံမှာ ဝိပုကိုကွယ်မှုခံယူဖို့သူရဲ့နတ်ဆိုးတအတိတ်ကိုအသုံးပြုခဲ့ခြင်းဖြစ်နိုင်ပါတယ်။အာသူလည်းလှုပ်ဆောင်ခဲ့ပါတယ်။ကောင်းကင်ဘုရားများဟာမြေကြီးပေါ်ရှိလူမျိုးအလုံးအတွက်ဖျားများဖြတ်လာပြီး ပုံကန်တဲ့နတ်ဆိုမင်းကြီးစာတန်နဲ့ပူပေါင်းခဲ့ကြပါတော့တယ်။ယခုစာတန်မှာနတ်ဆိုများတာမကပုံကန်တော့ကောင်းကင်တမန်များပါရှိနေပြီးကဘာတဝမ်းလုံးမှာသူရဲ့အမိန်တော်အောက်မှာရှိနေကြပါတော့တယ်။ယခုမှစာတန်ကဘုရားသခင်ထံကိုးကွယ်ဖို့ကြံရှိနေတော့လူသားများကိုဝတ်ပြုကိုးကွယ်ခြင်းအားခံယူဖို့နီလန်းရှိပြီးသူရဲ့မိစ္ဆာဘုရားများရဲ့စစ်တပ်ထံကို ပြန်လည်ပြီးတော့လမ်းညွန်ပေးခဲ့ကြောင်းကျွန်တော်တို့တွေ့ရပါတယ်။ဒီချိန်မှာစာရန်ကဖျားရခင်ကိုထိ ंछ ုတ်ထားပြီးလို့သူ့ကိုယ်သူထင်ခဲ့ပေမဲ့ ဘုရားသခင်မှာအကြံစီကြီးကြီးရှိနေပါသေးတယ်။လူမျိုးတို့ကဒီမိစ္ဆာဘုရားမြတ်ကိုကိုးကွယ်ကြစင်မှာဘုရားခင်ကဒီလူမျိုးထဲမှာလူတဦးကိုရွေးချယ်ခဲ့ပြီးထိုသူရဲ့တားဆီးမျက်စက်ကကဘာကိုတနည်းတဖုံပြန်လည်လာမဲ့လူမျိုးဖြစ်ဖြစ်လာမည်လို့ကတိပြုခဲ့ပါတယ်။နောက်ဆုံးမှာအစ်တီရာအမျိုးသားများကြီးထွားလာပြီးများပြားလာတဲ့ဖြင့်သူတို့ကိုတုတ်တင်ဖို့စာတန်စူးစမ်းလာခဲ့ပါတော့တယ်။ ဲ့ဒီအချိန်ဟာယနေ့ဖျားရခင်ရွေးချယ်ထားတဲ့လူမျိုးများဟာအီဂျစ်ပြည်မှာဂျွန်များအဖြစ်နေထိုင်ကြတာဖြစ်ပါတယ်။အဂရုရှင်ပြင်ဖရမင်ကစိုးရင်ပြီးအီဒီလာအမျိုးသားတို့ရဲ့မွေးကင်းဆတားယောက်ျားတိုင်းကိုတပ်ပစ်လိုက်ဖို့ကြံစီနေတော့တယ်။သို့တော့ဖရောပြင်အကြောင်းမတိတူအများစုကတော့အီဂျစ်လူမျိုးများအတွက်ဘုရားသခင်ဖြစ်တယ်လို့ယူဆခြင်းပင်ဖြစ်ပါတယ်။ဖာရောမင်းဟာလူသားဖြစ်စေဖြစ်တော်လဲသူရဲ့လူရမြောက်ကို အားကောင်းစေတော့အရာတခုရှိနေပါလေ။ဖာရောဘုရင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတာတမန်ကျမ်းစာမှာစာတန်အတွက်တင်ကြေတာဖြစ်တဲ့ငကားကြီးတကောင်နဲ့အမှန်တကယ်နိုင်ရှည်ဖော်ပြထားခြင်း ဟိုတွေ့ရပါတယ်အီဂျစ်ဖာရောဘုရင်များဟာသူတို့ရဲ့တရဖို့မှာမွေတကောင်ကိုဝတ်ဆင်ထားတာလဲစိတ်ဝင်စားစရာကောင်းနေပါတယ်အရင်ဥယျာဉ်မှာစာတန်ကိုတမချန်းစာကဘယ်လိုပေပုံရင်ယွန်းခဲ့တယ်လဲအခုကျွန်တော်ကဖာရောမင်းဟာစာတန်ပါလို့ပြောနေတာမဟုတ်ဘူးเนาะဒါပေမဲ့သူကစာတန်ရဲ့အတုံးချခြင်းကိုခံရတယ်လို့ကျွန်တော်ယုံကြည်ပါတယ်တမချန်းစာမှာတော့စာတန်ကနာမခံတဲ့တား၌အလုံးလုံးဆောင်တယ်လို့ရေစကြေလအခန်းကြီးနဲ့ဆက်ကိုပိုက်ငယ်တုံးမှာဆိုထားပါတယ်အဲ့တော့ကျွန်တော်ဖျားတခင်ကမိုးရှေကိုဖာရောဘုရင်ဟာသူ့ရဲ့လူများကို အဂရိုပြည်မှထွက်ခွင့်မပေးလင် မပြုတ်လင်ကြောက်မဲ့ဖွယ်တော့ဘေးဒဏ်ကြီးစေခုကိုဇေလုပေးမလို့အမိန်ပေးစေခဲ့ပါတယ်တို့တော့ဒီဘေးဒဏ်တစ်ခုစီမှာ ဖြစ်ပေါ်နေတဲ့ဝိညာဉ်ရေးတိုက်ပွဲအကြောင်းလူအများစုကမသိကြပါဘူး။ဘာတွေဖြစ်နေလဲနားလည်နိုင်ဖို့ရတခင်ကဤဘေးဒဏ်ကိုအစပြုကြရတဲ့ဘာကြောင့်မို့မလွတ်မြောက်စေခဲ့တာလဲဆိုတာကိုတင်ပြဖို့လိုအပ်ပါတယ်။ရတခင်ရဲ့ပန်းနိုင်ကသူ့လူတွေကိုတိုင်းနိုင်ငံကနေပို့ဆောင်ဖို့တာဆိုရင် သူကအေဂရုပီကလူတိုင်းကိုတုတ်တင်လဲယုံပါပဲစာဒံအတုံးပြုကံဖာရောပီရင်ကိုဖျားရခင်မိတ်ဆွေပုံကိုကြည်ပါဒီအချိန်တွင်ငါရဲ့ဘေးဒံအလုံးစုံတို့ကိုတင်တို့ဆက်နေလုံးသေးသည့်ငါဆွေလို့မယ်လို့ထမရခန်းကြီးကိုပိုင်ငယ်16ကနေ15မှာဖျားရခင်ကမိန့်တော်မူထားပါတယ်တို့မို့ယခုအကာလအခါတင်ဤနှလုံး၌၎င်းတင်ဤကျွံများလူများနဲ့၎င်းငါဤဘေးဒံအလုံးစုံတို့ကိုတင်တင်ရောက်စေမည်မြေကြီးတစ်ချောင်းလုံး၌ငါကေရိုတော်သူ မရှိကြောင်းကိုတင်ဒီတည်ရလိမ့်မည်ငါလက်ကိုငါဆန်း၍တင်နဲ့တင်အေးလူတို့ကိုကာလနာပြစ်တန်ခတ်မည်တင့်ကိုလေမြေကြီးပေါ်ကတုတ်တင်ပေရှင်မည်လို့ဖော်ပြထားတာတွေ့ရတယ်တနည်းဆိုရတော့ဤဘေးရန်စီဘာကိုတုံးမဲ့အစာငါရဲ့တကူကိုတင်တော့၌ပြပြီးငါနာမကိုမြေကြီးနှစ်ပြည်လုံး၌ထင်ရှားစေခြင်းကငါမင်းကိုတုတ်တင်နိုင်လို့ပြောနေတာဖြစ်ပါလေ channel ရဲ့အပိုင်းကိုဆက်လက်ဆောင်မြောနားထောင်ကြပါလို့တိုက်တွန်းလို့ဆိုချင်ပါတယ် နောက်တစ်ပိုင်းမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ